အားလုံးပဲမင်္ဂလာပါခင်ဗျာတင်းရဲ့လက်ချောင်းနေပေါ်မှာမဲပါနေပါသလားမဲပါနေတယ်ဆိုရင်တော့ဘာဖြစ်တတ်တယ်လဲဆိုတာကိုတင်းသိဖို့လိုနေပါပြီတင်းရဲ့လက်ညိုးမှာမဲပါနေတယ်ဆိုရင်တင်းကဘာသာရေးကိုအကြောင်းပြပြီးအောင်မြင်တတ်ပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့တင်းကဘာသာရေးကိုအရန်ကြီးလုံနေတတ်တဲ့သူတော့မဟုတ်ပါဘူးလက်ကလေးမှာမဲပါရင်တော့တင်းကတန်တတ်ချွတ်ယွင်းနေတတ်သူပါတန်တတ်ချွတ်ယွင်းနေတဲ့အချိန်မှာမဲပေါ်တက်ပြီးကောင်းလာရင်တော့ပျောက်သွားတတ်ပါတယ် မကြာခဏနေမကောင်းဖြစ်တတ်ပြီးယောဂထူတတ်ပါတယ်။တန်တတ်ချွတ်ရင်တဲ့အတွက်ကြောင့်အစာအသောက်တွေကိုတေချာလေးစားပေးသင့်ပါတယ်။လက်သွေးမှာမဲ့ပါလာမယ်ဆိုရင်တော့ငွေကြေးနဲ့ပတ်သက်ပြီးအလိန်ခံရတတ်ပါတယ်။လက်သားမှာမဲ့ပါတယ်ဆိုရင်တော့အစာမကြေတဲ့ယောဂတွေရတတ်ပါတယ်။လက်မမှာမဲ့ပါတယ်ဆိုရင်တော့ခေါင်းမာလို့မာရွေးမှုတွေကြုံရတတ်ပါတယ်။နောက်တစ်ခုကတော့ထီပေါငွေရလက္ခဏာမှသာပဲဖြစ်ပါတယ်။တင်းရကံလန်းကြောင်းကကြံတဲ့လမ်းတွေထက်ပိုထူမယ်။ လက်တံအောင်မှလည်းမြင်းတို့လေးတွေရှိမယ်ဒါဆိုကြံတဲ့ချက်ကဒီပေါက်ကိန်းကို တွက်ချက်ရပါမယ်လက္ခဏာရှင်ဟာဒီပေါက်ကိန်းရှိတဲ့အသက်မှာငွေစုလိုက်ပုံလိုက်ရတတ်ပါတယ်ဒါကြောင့်ဒီဒိုးနိုင်ပါတယ်ကြံပြူစရာကတော့အမသားကိုသာပြပါတယ်ဒါပေမဲ့အသက်ကိုတွက်စစ်ပြီးအဲ့ဒီအသက်ရောက်ချိန်မှာပေါက်မယ်လို့ဆိုရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ပုံမှာပြထားတဲ့လက်ကိုကြည့်ပါ သူရဲ့လက်မှာအရစ်ပိုတွေအများကြီးပါပါတယ်။တချို့ကအရစ်ပိုတွေအများကြီးပါရင် အောင်မြင်မယ်လို့ဆိုကြပါတယ်။ ဒါဆိုသူကဘာလို့မအောင်မြင်ရတာပါလဲသူရဲ့လက္ခဏာမှာကံလန်းကညံလန်းအောက်မှာယက်နေပါတယ်သူ့မှာအောင်မြင်လန်းလည်းမပါပါဘူးဒါဆိုသူကအောင်မြင်ဖို့အတွက်ပုံပြီးစ조사လုပ်ရပါလိမ့်မယ်ဒါကတော့အရစ်ပိုပါလို့ချမ်းသာမယ်လို့တတိချသတ်မှတ်ထားတဲ့အယူအဆတွေကိုလက်ပုံစံနဲ့တကွသုံးသပ်ပြချင်တာဖြစ်ပါတယ်နောက်ထပ်မျှဝေပေးမယ့်အမှတ်အသားကတော့ကြံတန်းအောင်စောင်းတိုင်းမြောက်တဲ့လမ်းပဲဖြစ်ပါတယ်လက္ခဏာကိုသူ့တည်တနာလောက်လာတာကြာပါပြီဒီလမ်းပါလာတဲ့သူတန်းကိုလေ့လာခဲ့ပါတယ်လို့သူများအကြံအောင်လေးရှိပါတယ် မိမိရဲ့ကျင်လည်ရာပတ်ဝန်းကျင်မှာမိမိအဆင့်အတန်းနဲ့ကိုင်းညီရာလူအတိုင်းဝိုင်းမှာတော့ညံကွန်းသမျအောင်မြင်နေသူဖြစ်ပါတယ်။ကြာသပတိဂျူခုံရဲ့စီယိုရေးကောင်းခြင်းပညာရေးကောင်းခြင်းနဲ့အတူဩဇာအာဏာကိုရရှိနေပါလိမ့်မယ်။ထီပေါမထားလုံးနိုင်မဲ့သူတက်သားပါတယ်။သူအလိုရှိရာဖြစ်မြအောင်မြင်နေတတ်ပါတယ်။ညံရေးလမ်းကြောင်းဖြောက်တန်းတဲ့သူအတွက်ကတော့ပညာနဲ့လှုပ်ဆိုင်ထူးကျွမ်းမယ်။အယောင်းဝယ်သမားကောင်းဖြစ်မယ်။ပြောဆိုဆက်ဆံတဲ့နေရာမှာအောင်မြင်မယ်။ လက်ညှိုးထိုးရရေထွက်တဲ့အလောင်းစီသူမင်းလိုမျိုးသူလိုရှိရကိုရတတ်ပါတယ်လက်အသားရည်ဂျူခုံလပ်ပပြီးနုနယ်တဲ့လက္ခဏာသမားဖြစ်ခဲ့ရင်တော့ချမ်းသာရေးကိုရှေးရှုရင်အင်မတန်တိုးတက်မြန်တဲ့အမတ်သားဖြစ်ပါတယ်အဲ့ဒီလန်ကလေးကတေးနတ်ထင်ရှားပြီးအယောင်တောက်ပနေရပါမယ်လပ်ပတဲ့လက်ပန်းရောင်ရှိရပါမယ်ဒါဆိုရင်တော့အလိုရှိရကိုရပါလိမ့်မယ်ဒီနေရာမှာမှတ်ချက်ကတော့ဒီလန်လေးကညံလန်းကထွက်တဲ့ရီမန်းချက်လန်းလေးဖြစ်ပါတယ်နောက်တစ်ခုကတော့အသက်လန်းကကျွန်းချောင်းဖြစ်ပါတယ် ပုံမှန်ပြထားတဲ့လက်ဝါးပြင်အသက်လန်းဆုံးကဘာလဲဆိုရင် ကြာဖူးလို့ဆိုရင် မားပါလိမ့်မယ်ကြာဖူးမဟုတ်ပါဘူးကျွန်းကြီးပါကိုခန္ဓာမှာအနာဖြစ်စေပါတယ်သူကအုံနောက်အကျိတ်ရှိနေသူဖြစ်ပါတယ်လူသက်တန်းကိုတိုင်းတာတဲ့နေရာမှာတိကျမှုရှိတာကလက္ခဏာပညာဖြစ်ပါတယ်သူရဲ့လူသက်တန်းကအသက်80နှစ်သက်တမ်းလာရှိပါတယ်အခုအသက်က89နှစ်ကျော်ပြီးဘာမှမဖြစ်သေးပေမဲ့80နှစ်ကအဆိုးဆုံးကိုအသက်လန်းကပြဆိုနေပါတယ်ကျွန်းကြီးကြီးတွေကနှစ်ဖက်စလုံးမှာပါပါတယ် ရှိစက်တနည်းကိုကြော်နိုင်မှအသက်ရှိမယ်လို့နှစ်သိပ်ပေးလိုက်ပါတယ်။ဗီရင်လက္ခဏာဆရာဆိုတာပြောရင်သိမယ်လို့တိုက်ရိုက်မပြောသင့်ပါဘူး။ဒီနေရာမှာမှတ်ချက်ကတော့လူနာကစုံသွားရှာပြီဖြစ်ပါတယ်။ဒါကြောင့်ကြာဖူးနဲ့ကြုံနဲ့မာရင်အသေးကြကိုမာနေပါပြီ။နောက်တစ်ခုကတော့ဇိမ်ကြမဲ့သူပဲဖြစ်ပါတယ်။ဘာအလုပ်ကိုမဆိုဇိမ်ကြကြလေးနေရစားရတဲ့သူမျိုးကတော့အခုလိုလက်ဝါးမှာလက်ချောင်းအောက်ကယူခုံတွေကတိတိတတ်တာဖူးထားနေတတ်ပါတယ်။အဓိကကတော့လက်ညှိုးကြတာဘေးကျူခုံနဲ့ ၊စနေဂျူခုံ၊တနင်္ဂနွေဂျူခုံ၊ဘုတ်ဟုဂျူခုံတို့အညီအမျှပေါ်လွင်ထင်ရှားမှုရှိသူဟာလုပ်ငန်းရှင်လည်းဖြစ်နိုင်ပါတယ်။ကြီးလို့ကောင်းတဲ့အောင်မြေလမ်းကြောင်းတွေ၊ညာလမ်းကြောင်းတွေပါရှိနေပြီးအသားရည်ပါလှပနှုနယ်နေရင်ကျန်းသာမှမလွဲပါဘူး။မဟုတ်ရင်မပါရင်လည်းစိန်ကြကြနေရမယ့်အိမ်ရှင်မှဖြစ်ဖို့တေးကြနေပါပြီ။အမျိုးသားဆိုရင်လည်းအလောက်ကဇိန်ကြကြလောက်ရမဲ့အလောက်မျိုးကိုရရှိတတ်ပါတယ်။တင်ကလက်ဝါပြင်ဝါတဲ့သူလား။ လက်ဝါးပြင်ဝါတဲ့သူတွေတော်တော်များများကအသေးနဲ့ပတ်သက်ပြီးကြမ်းမာရေးမကောင်းပါဘူးသူတို့ကစိတ်အားငယ်တက်ပါတယ်စိတ်ကူတက်ပါတယ်တွေးဝေတက်ပါတယ်ဒါကြောင့်အထီးကျန်ဆန်တဲ့စိတ်မျိုးတွေရှိတတ်တဲ့အတွက်လက်ဝါးပြင်ဝါတဲ့သူတွေကတနာစရာကောင်းပါတယ်ဒီတော့လက်ဝါးပြင်ဝါနေတယ်ဆိုတဲ့လူတွေကိုပြန်ပြီးတော့หนีမြန်းအောင်လှုပ်လို့ရပါသလားဆိုရင်တော့ရပါတယ်ကြမ်းမာရေးဘက်ကယူဆမယ်ဆိုရင်တော့အသေးတို့ကြောက်ကတ်တို့ကိုကောင်းအောင်ကူသားလိုက်မယ်ဆိုရင်တော့လက်ဝါးပြင်အကြောင်းအသွေးကပြောင်းလဲနိုင်ပါတယ် နောက်ပြီးကုလက်မှာဝါနေရဆိုလို့ရှိရင်ပြောင်းလဲဖို့အတွက်ကျမ်းမာရေးတက်တက်ကိုပြုပြင်ယူလို့ရပါတယ်။အားစည်းတွေစားမယ်၊ကျမ်းမာရေးကောင်းအောင်လုပ်မယ်ဆိုလို့ရှိရင်လက်ဝါးပြင်ကမဝါတော့ပါဘူး။တဖြည်းဖြည်းနဲ့ပန်းလူရောင်ဘက်ကိုတန်းလာမှဖြစ်ပါတယ်။နောက်လက်ဝါးတစ်ခုကတော့ပုံမှန်ပြထားတဲ့အတိုင်းဖြူဖြော့ဖြော့အယောင်ရှိတဲ့လက်ဝါးပြင်တွေဖြစ်ပါတယ်။ဖြူဖြော့ဖြော့အယောင်ရှိတဲ့လက်ဝါးပြင်တွေကတော့စွဲဆောင်မှုနည်းပါးတတ်ပါတယ်။သူတို့ကိုကြီးလိုက်ရင် ATA ဆက်နဲ့တကူတော့နေတတ်ပါတယ်။ပြီးတော့ကိုထင်းရတွေကိုလည်းစိုင်းတတ်ပါသေးတယ်။ သူတို့ကိုညံရည်ကြီးသူတွေဖြစ်အများဆုံးတွေ့ရတတ်ပါတယ်။နောက်ပြီးသူတို့ကလိုဝက်ချက်တွေလည်းထားတတ်ကြတဲ့သူတွေဖြစ်ကြပါတယ်။နောက်ဆုံးတစ်ခုကတော့အချစ်ရည်ကိုကန်ဆိုးစေတဲ့အပြတ်မြင်းတွေကြောင်းမှဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက္ခဏာရှင်ကလက်ထက်ခါနီးမှချစ်သူရဲ့မြင်းဆူအဆက်ဖြတ်မှုကိုခံရပါတယ်။သူရဲ့လက်မှာဘယ်လိုအပြတ်မြင်းကြောင်းတွေပါနေလို့ပါလဲ။ပထမဆုံးအပြတ်မြင်းကလက်သကြွအတီးကိုတတ်သွားပြီးအောင်မြေးလန်းကိုဖြတ်သွားပါတယ်။ဒါကအရှက်ရစေတဲ့ပြဿနာမျိုးတွေကြုံရတတ်ပါတယ်။ ဒုတိယလမ်းကညံလမ်းနဲ့နှလုံးလမ်းကိုဖြတ်သွားပါတယ်။ဒါကတော့အချစ်ရေးမှာအသေးကွဲပါမယ်။တတိယလမ်းကတော့လက်တန်းအောက်ထိကိုရောက်နေပါတယ်။အိမ်တော်ကြီးလမ်းရထိမ့်နေပါထိနေပါတယ်။ဒါကတော့အိမ်တော်ပြုခနီးမှာဖြတ်ချခံရတတ်ပါတယ်။ဒီလိုလမ်းကြောင်းတွေကြောင့်လက္ခဏာရှင်ကလက်ထက်ချင်းကိုဖြတ်သိမ်းခံရပြီးချစ်သူရဲ့အဆက်ဖြတ်ချင်းကိုခံရပါတယ်။ဒါကြောင့်မိမိတို့လက်မှာဒီလိုအပြတ်မြင်းတွေရှိနေမှဆိုရင်အိမ်တော်ကြီးအချစ်ကြီးမှာတတိထားဖို့ဂျိုတင်တတိရှိဖို့အထူးလိုအပ်ပါတယ် ်သင်ရဲ့အိမ်တော်ရဲ့အခြေအေကဘယ်လိုချစ်သူမျိုးနဲ့ပူဇော်ဆောင်ရမလဲလူတိုင်းဟာမိမိအိမ်တော်မပြုခင်မှာဘယ်လိုအိမ်တော်ရေးမျိုးဖြစ်မလဲလို့သိချင်ကြပါတယ်ချစ်သူမရှိသေးရင်လည်းဘယ်လိုချစ်သူမျိုးလဲလို့တွေးပြီးစိတ်ကူပုံဖော်ချင်ကြပါတယ်ဒါတွေကိုသိဖို့ကတော့အလွယ်လေးပါအရင်ဆုံးသင်ရဲ့လက်ဝါးကိုကြည့်ရပါမယ်ကြည့်ရမယ့်နေရာ၃မျိုးရှိပါတယ်အဲ့ဒါတွေကတော့နှလုံးလမ်းကြောင်းကိုသိရမယ်လက်စကြေအောင်အောင်မြင်လမ်းကြောင်းကိုသိရမယ်လက်ညှိုးအောင် ကြာသာပြေးဂျိုခုံကိုတီးရပါမယ်။နံပါတ်၁ကတော့တင်းရဲ့နှလုံးလန်းကိုတီးရင်လက်သကြွယ်အောက်ကိုကြည့်ပါ။လက်သကြွယ်အောက်မှာအပြက်ကင်းတဲ့မြင်းတူလေးကနှလုံးလန်းကိုတီးပြီးရှိနေမယ်။ဒါဆိုရင်တင်းရဲ့အိမ်တော်ကြီးကကံကောင်းပြီဖြစ်ပါတယ်။နံပါတ်၂ကတော့တင်းရဲ့လက်နှစ်ဖက်စလုံးကိုကြည့်ပါ။တင်းရဲ့လက်ဘယ်ညာနှစ်ဖက်စလုံးကနှလုံးလန်းချောင်းတွေတူနေမယ်ဆိုရင်တော့တင်းရဲ့ချစ်သူနဲ့တင်းလက်ထက်မဲ့သူကတယောက်တည်းဖြစ်ပါတယ်။နံပါတ်၃ကတော့ တင်းရလက်ဘဲညာနှစ်ဖက်စလုံးကနှလုံးလမ်းကြောင်းတွေမတူဘူးဆိုရင်တော့တင်းချစ်ရတဲ့သူကတယောက်တင်းလက်ထက်ရမဲ့သူကတယောက်ဖြစ်ပါတယ်နံပါတ်၄ကတော့တင်းရနှလုံးလမ်းကြောင်းဟာလက်ညူအောက်ကစားခဲမယ်ဆိုရင်တော့တင်းကတင်းထက်အရက်ပိုရှိတဲ့သူနဲ့လက်ထက်ရတတ်ပါတယ်နံပါတ်၅ကတော့တင်းရနှလုံးလမ်းကြောင်းဟာလက်ညူနဲ့လက်ကလေးကြားကစားခဲမယ်ဆိုရင်တော့တင်းချစ်သူရဲ့အရက်မောင်းဟာယောက်ျားလေးဆို၅ဗီ၄လက်မလောက်ရှိတတ်ပြီးမိန်းကလေးဆို 9ပြီနလက်မလောက်ထိမြင့်တက်ပါတယ်။နံပါတ်6ကတော့တင်းရဲ့နှလုံးလန်းကြောင်းဟာလက်ကလေးအောက်ကစားခဲ့မယ်ဆိုရင်တော့တင်းရဲ့ချစ်သူဟာတင်းထက်အရက်ဥပါလိမ့်မယ်။အကျဉ်းအားဖြင့်တော့ဒီလိုဆိုလိုပါတယ်။တင်းရဲ့ချစ်သူကတော့ဘယ်လိုပုံစံမျိုးရှိနေမလဲ။နောက်တစ်ခုကတော့အလွန်စမ်းပွင့်တဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှာပြထားသလိုမျိုးတောက်ကြကြိုးကုံလို့ခေါ်တဲ့လက်မအောက်ကအသားပေါ်မှာဒေါင်လိုက်မြင်းတွေများများရှိနေတတ်တယ်ဆိုရင် တင်းရဲ့အနေထားကကိုကမစားရမယ်သူတို့ကစမယ်သူတို့ရဲ့စိတ်ဝင်စားခြင်းကိုခံရတတ်တယ်စိတ်ကြီးမယ်ဒေါသကြီးမယ်စန့်ကျင်ဘက်ကိုဇွဲဆောင်အားကြီးမယ်အကယ်၍မကောင်းတဲ့လက်မအမတ်သားပါလာမယ်ဆိုရင်တော့ကာမဂုဏ်အာယုံကိုလိုက်စားလိမ့်မယ်မိန်းကလေးဖြစ်ရင်တော့အပြူရည်ပြက်ပြီးမှအိမ်တော်ကျတတ်တယ်ယောက်ျားလေးဆိုရင်တော့ကာမအလွန်ကျူးတတ်တယ်တနာကျင်နာမှုကင်းတတ်တယ်ရက်ဆက်တတ်တယ်တခြားအကြောင်းအရာတွေဆိုရင်တော့စိတ်ဝင်စားမှမဟုတ်ပါဘူး အခြေရေးမှာကြရင်တော့အလုံးစိမ့်ဝင်စားမယ်ဒါပေမဲ့ဒီတောင်လိုက်မြင်းလေးပါတိုင်းလဲဒီအတိုင်းဖြစ်မယ်လို့သတ်မှတ်ချက်မချပါနဲ့အကောင်းဆိုးကို ခွဲခြားတတ်ဖို့ဆရာတော့လိုအပ်ပါတယ်အကျန်းအဖြစ်တော့ဒီလိုဆိုလိုပါတယ်ဒီနေ့လက္ခဏာပုဒ္ဒတာလေးကတော့ဒီလောက်ပါပဲအားလုံးလက္ခဏာပညာသုတတိုးဝါနံကြပါစေ